ဆရာတော်ဦးစောတီကမဟာမြိုင်တော်ရရဲ့တိတ်ခါရှိရှိနေမယ်ခွင့်လွတ်ပါတယ်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာတော်အားယူသိလေးစားစွာရှောက်တာအပ်ပါရဲ့ဗျာ။လောကကြီးကိုပိုကောင်းလာစေခြင်းရင်သူဟာဘယ်တော့မှကြောက်တဲ့အမှုရာကိုမပြဘူး။သူမှကြောက်စိတ်မရှိလို့ကြောက်တဲ့အမှုရာနဲ့ပြောတာဆိုတာမရှိဘူး။ လူသားတယောက်ရဲ့စိတ်ထက်အည်သွေးကိုကြည်စမ်းမှာဘယ်လောက်မြင်မနေလဲသူဟာမကြောက်တတ်တယ်လို့သူများကသူ့ကိုကြောက်အောင်လဲဘယ်တော့မှမလုပ်ဘူးကြောက်နေရတာအိမ်ဒီတိတ်ခါမရှိဘူးသူများကကိုယ့်ကိုကြောက်နေအောင် တမင်တကာလှုပ်နေရတာပြောနေရတာလဲတိတ်ခါမရှိဘူးကိုယ့်ကိုသူများကကြောက်နေအောင် လုပ်လို့သူတို့ကြောက်နေရင်နှစ်ဦးနှစ်ဖက်စလုံးအိမ်ဒီတိတ်ခါမရှိတော့ဘူး dignity မရှိတော့ဘူး ကိုမချင်တတ်တာသဘောမကျတာတခုခု တွေ့ကြုံရတဲ့အခါကိုယ်စိတ်ထဲမှာဖြစ်လာတဲ့တုံ့ပြန်မှုကိုမြင်မြန်ကြည့်လိုက်ပါတတိနဲ့သေးသေးချာချာကြည့်ပါအဲ့ဒီလိုသိလိုက်တဲ့အခါကိုယ်စိတ်ကိုကိုပြန်ပြီးတော့ဒီနေအေးချမ်းအောင်လုပ်နိုင်ပါလိမ့်မယ်ဖြစ်လာတဲ့ဒေါသဟာကိုယ်စိတ်ကိုတာရှည်လွှမ်းမှုမထားနိုင်တော့ဘူးတွိုင်းရင်လာရင်နေရင်ထိုင်ရင် ရောင်းရင်ဝယ်ရင်ပြောရင်ဆိုရင်နဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အတွေ့တွေ ခံစားမှုတွေလောဘတွေဒေါသတွေ မကျေနပ်မှုတွေကြောက်လန့်စိုးရိမ်မှုတွေကိုတတိထားပြီးကြည့်ပါအဲ့ဒီလိုကြည့်ရင်းနဲ့တရားအားထုတ်ပြီးသားဖြစ်သွားပါတယ်ဒီလိုနည်းနဲ့တရားအားထုတ်ပြီးနေသွားတဲ့သူတွေများကြီးရှိပါတယ်အရင်တော့ကမတရားလောဘကြီးကြီးနဲ့လုပ်နေတဲ့သူတွေဟာလောဘစိတ်ကိုတည်လာတဲ့အခါငကူကရှိတဲ့လောဘကမတရားလောဘဖြစ်နေတဲ့အတွက်ညှော်နေသွားတယ်ဘုထုရှင်တွေမှာလောဘမရှိရဘူးလို့မဆိုလိုပါဘူးတရားတဲ့လောဘနဲ့ မတရားတဲ့လောဘနှမျိုးကိုတော့ခွက်ခွဲခြားခြားသိဖို့လိုတယ်။မတရားတဲ့လောဘကိုတော့လျှော့နိုင်သလောက်လျှော့ဖို့လိုတယ်။တရားအားထုတ်တဲ့အခါမှာကိုယ်စိတ်ထဲမှာဖြစ်နေတဲ့လောဘတွေးတွေကိုအမျိုးမျိုးအစားစားခွဲခြားပြီးမြင်နိုင်လာတယ်။မြင်လာတဲ့အခါဗြဟ္မစင်မှာတော့မတရားလောဘနေသွားတယ်။ကိုယ်ကိုယ်သူ့ကို မျှပြီးတွေးလာတယ်။ဒါဟာအလုံးတွေအစဉ်ပြေစေတဲ့သဘောထားဖြစ်တယ်။တကူကောင်းဆန်တဲ့သူတွေများလေး လူလောကမှာအခက်အခဲတွေမမျှတမှုတွေများလေဖြစ်မယ်ဒါကြောင့်မျှတတဲ့သဘောထားရှိတဲ့သူတွေများလာအောင်ကိုကိုကူကနေစပြီးတော့ကိုယ်စိတ်ထားကိုမြင့်တင်ပေးရမယ်ကိုယ်စိတ်ထဲမှာ မတရားလောဘဖြစ်နေတာကိုမြင်ပြီးတော့လျှော့နိုင်ရင် ကိုယ်စိတ်ထားကမြင်လာမယ်ကိုယ်စိတ်ထားမြင်လာတာဟာလောကကြီးမြင်လာတာလို့ဆိုနိုင်တယ်လောကကြီးပိုကောင်းလာစေခြင်းရင်ကိုကိုကူပိုပြီးစိတ်ထားမြင့်တဲ့သူဖြစ်အောင်ကြိုးစားရမယ် ဒီနေရာကနေစမှရတယ်။မတရားလောဘနေသွားတဲ့သူဟာမျက်မျက်တတတွေ့ပြီးအေးအေးစေစေလောက်တက်လို့စိတ်ချမ်းသာမှုပူရတယ်။တစ်ဖက်သက်အตาရအောင် မကြိုးစားလို့ဆွေးနွေးရတာအပေးယူလို့ရတာပုံပြီးပြေလည်တယ်ဒါကြောင့်အများနဲ့ဆက်ဆံရေးမှာအများရဲ့ယုံကြည်မှုကိုရတဲ့အတွက်စိတ်ချမ်းသာတယ်စိတ်ပင်ပန်းမှုနည်းတယ်အဲ့ဒီလိုလူဟာတရားအားထုတ်တဲ့အခါမှာလည်းပို့ပြီးအဆင်ပြေတယ် တရားတာကိုလှုပ်ဖို့စိတ်ကူးနေတဲ့သူဟာစိတ်ပိုပင်မန်းနေသူလိုချင်တာရရင်တောင်မှလူတွေရဲ့ချစ်ခင်မှုလေးစားမှုယုံကြည်မှုကိုတော့မရနိုင်ဘူးဒါကြောင့်သူနဲ့လူများဆက်ဆံရေးဟာကျေနပ်မှုအပြည့်ရတဲ့ဆက်ဆံရေးမျိုးမဖြစ်နိုင်ဘူးသူများကိုမလေးစားတဲ့စိတ်ဟာတည်ကြည်မှုလေးနဲ့မှု မရှိနိုင်ဘူးလူမှာတန်ဖိုးအရှိဆုံးဟာစိတ်ရည်ရည်သွေးပဲကိုက သူ့ကိုကြောက်သွားရင် ကိုယ်စိတ်ရည်ရည်သွေး ချသွားတယ်။ကိုကသူ့ကိုအနာယူခြင်းနဲ့ကိုကိုကြောက်သွားအောင်လှုပ်ချင်တယ်ဆိုရင်လည်းကိုစိတ်ရည်သွေးချသွားတာပါပဲ။အလုံများတဲ့ကြားကအချိန်ယူပြီးတရားအထုတ်နေတဲ့သူတွေထဲမှာဒေါက်တာတယောက်လည်းပါတယ်။သူ့အကြောင်းကိုပြောပြခြင်းနဲ့အဲ့ဒီဒေါက်တာမှာနှလုံးရောဂါရှိတယ်။သူကပြောတယ်။တပည့်တော်တရားကိုစူးစမ်းအထုတ်ရင်းနဲ့စီးတောက်ရတာညော့သွားတယ်။ တတိသမารိတိတ်ကောင်းနေတဲ့အခါစီးတောက်ဖို့လုံးဝမလိုဘူးတဲ့ဒါကြောင့်သူနေ့တိုင်းတရားထိုင်နေမနဲ့စောစောထပြီးတရားထိုင်နေမနဲ့စောစောတရားထိုင်ဖြစ်ဖို့အတွက်ညဥ်ပိုင်းမအိတ်ခင်မှာတရားထိုင်ဖို့လိုတယ်ညဥ်ပိုင်းမှာတရားမထိုင်မဲ့အိတ်လာရင်မနဲ့မှာတော့တော့နဲ့အိတ်ရတာမထနိုင်ဘူးလေးလံထိုင်းပိုင်းနဲ့အိတ်ချင်နေသေးတယ်တဲ့မနဲ့စောစောတရားမထိုင်ဖြစ်ရင်တနေ့လုံးမကောင်းတော့ဘူးမနဲ့မှာတရားထိုင်တော့တနေ့လုံးတတိလေးနဲ့နဲ့ပါနေတယ်တဲ့ မနဲ့စောစောတရားထိုင်ပြီးစာရေးတာရေးတွေလို့ပြောစရာဆိုစရာတွေအားလုံးကိုတတိနဲ့ပြောမိသားစုနဲ့အေးအေးဆေးဆေးစကားပြောပြီးမှအလုပ်ကိုသွားတယ်။အားလုံးကိုနှုတ်ဆက်ပြီးမှသွားတယ်။အဲ့ဒီဒေါက်တာကနေ့လည်း7နာရီမှာအလုံနာတယ်။ထမင်းစားတယ်။တနာရီနဲ့3နာရီကြာမှတရားတစ်ခါထိုင်လိုက်သေးတယ်။တရားမထိုင်ပြင်ညနေဘက်မှာဆက်လို့ရတာအဆင်မပြေဘူး။ပုံပြီးပင်မနဲ့နွမ်းနေတယ်။အသက်ကလည်းရလာပြီဆိုတော့ပင်မတော့ပိုတိတာလာတယ်။ဒါကြောင့် တန်နိုင်နဲ့၃နိုင်ချားမှာတစ်ချိန်တရားထိုင်နေတရားထိုင်ပြီးမှအလုပ်ကိုဆက်လုပ်တယ်အလုပ်လုပ်နေတော့မှတတိနဲ့လုပ်လို့ရှိတယ်လူနာတွေကို မေးမြန်းတာစမ်းသပ်တာပြောတာမှားတာသိနာတွေကို အေးအေးဆေးဆေးတတိနဲ့ပြောတယ်မှားတယ်တတိလွတ်နေစိတ်မရှိဘူးစကားတူတယ်ပြတ်တယ်အဲ့ဒီတော့လူနာတွေကဆရာဝန်စီကမေတ္တာကရုဏာကိုမရတယ်လို့ခံစားရတတ်တယ် အလေးချင်းရလာတဲ့အခါစိတ်တည်တည်ငြိမ်ငြိမ်နဲ့လုံနိုင်လာတယ်တတိပပိုင်မှားရတဲ့တခါတလေဘာပြောရမယ်ဘာလုပ်ရမယ်ဘာဆေးထိုးရမယ်ဆိုတာကို တော်တော်စဉ်းစားရတယ်တတိရှိနေလို့စိတ်တည်ငြိမ်နေတဲ့အခါမှာတော့အလုံးကအလိုက်တဲ့အစီအစဉ်ကြကြလုံဖြစ်သွားတယ်တဲ့အထူးသဖြင့်စိတ်ကူးသားမှုခံယူတဲ့သူကယာရုကြည့်တဲ့သူဂုံကြည့်တဲ့သူဖြစ်နေ သူ့ကိုဂျင်းနဲ့အောင်လုပ်ပေးရမယ်ငါလုပ်ပေးတာသူဂျင်းနဲ့ပါမလားဆိုစိုးရင်စိဖြစ်လာတယ်အဲ့ဒီလိုစိုးရင်စိဖြစ်နေရင်ကိုကိုကိုယုံကြည်မှုနည်းလာတယ်အဲ့ဒီတော့သူ့မှာတည်ကြည်မှု မရှိနိုင်တော့ဘူးတတိမရှိတဲ့အခါတတိလက်လွဖြစ်နေတဲ့အခါမှာအဲ့ဒီလိုကြီးတဲ့သူကကိုကိုလွှမ်းမိုးသွားတယ်တတိရှိနေလို့တည်ငြိမ်နေတဲ့အခါကျတော့သူများရဲ့အရှင်ဝါကကိုကိုလွှမ်းမိုးလို့မရဘူးဒီချက်ကိုတည်တည်ချာချာသဘောပေါက်စေခြင်းနဲ့ ဲ့ဒီဒေါက်တာကပြောတယ်တတိလွတ်နေတဲ့အခါမှာသူတို့ရဲ့အချိန်ဝါကတပြည့်တော်စိတ်ကိုလွှမ်းမိုးသွားတယ်တဲ့တတိရှိနေတဲ့အခါမှာတော့လွှမ်းမိုးလို့မရဘူးတဲ့လူတွေနဲ့တွေ့တဲ့အခါမှာတယောက်ကိုတယောက်လွှမ်းမိုးတဲ့သဘောကရှိနေတယ်သူကကိုယ်ကိုလွှမ်းမိုးမယ်သို့မဟုတ်ကိုယ်ကသူ့ကိုလွှမ်းမိုးမယ်တတိကောင်းနေရင်ကိုယ်စိတ်ကိုတည်နေရင်ဘယ်သူမှကိုယ်ကိုလွှမ်းမိုးလို့မရဘူးကိုယ်စိတ်ကတည်ငြိမ်အေးချမ်းပြီး လေးနဲ့ခိုင်ခန့်နေတယ်ဆိုရင်တစ်ဖက်လူကယာဒူအားဖြင့်ကြီးခြင်းကြီးမယ်ဒဏအားဖြင့်ကြီးခြင်းကြီးမယ်ဒါပေမဲ့သူကကိုယ်ကို လွှမ်းမိုးလို့မရဘူးဒါကြောင့်သူများလွှမ်းမိုးတာမခံရခြင်းရင်တည်ကြည်ခံရမှုရှိအောင်တတိနဲ့နေရမယ်ဒီလိုတတိနဲ့နေတာဟာကိုယ့်အတွက်အလေချိန်ရပြီးတော့ပင်ကိုယ်သဘာဝဖြစ်သွားရမယ်အဲ့ဒီတော့ဖြစ်အောင်ကြိုးစားရမယ်ပေါ့ပေါ့တန်တန်လုပ်လို့တော့မရနိုင်ဘူးဘယ်နေရာမှာဘယ်သူနဲ့တွေ့တွေ့ ကိုယ်စိတ်မှာတည်ကြည်မှုရှိနေတဲ့နဲ့အခုမှတည်ကြည်မှုခံ့ညားမှုတက်နီတွေရှိနေအောင်နေတာဟာသူ့ကိုမလေးစားတာမဟုတ်ဘူးသူ့မှာလည်းတည်ကြည်မှုခံ့ညားမှုရှိရမယ်ကိုယ်တည်ကြည်မှုနဲ့သူ့ကိုလွှမ်းမိုးဖို့ကြိုးစားတာမဟုတ်ဘူးနော်သူ့ကိုလွှမ်းမိုးဖို့ကြိုးစားတာနဲ့ကိုယ်တည်ကြည်မှုကလည်းကျသွားတော့တာပဲတကယ်တတိရှိနေတဲ့သူကိုယ်စိတ်ကိုကိုယ်သိနေတဲ့သူကဒါမျိုးမလုပ်ဘူးသူတစ်ပါးစိတ်တည်ကြည်မှုကျသွားအောင်လုပ်ရင် ကိုယ်စိတ်တည်ကြည်မှုလည်းကျသွားတယ် ဒါကိုတတိနဲ့နေတဲ့သူ ကိုယ်စိတ်ကိုကောင်းကောင်းသိနေတဲ့သူကကိုတွေ့ခံစားနိုင်ပြီးသိနိုင်တယ်ဒါအင်တန်အရေးကြီးတယ်။သူများကိုမလေးစားတဲ့စိတ်ဟာတည်ကြည်မှုလေးနက်မှုမရှိနိုင်ဘူး။လူမှာတန်ဖိုးရှိဆုံးကစိတ်ရည်ရည်သွေးပဲ။ကိုကသူ့ကိုချောက်သွားရင်ကိုစိတ်ရည်ရည်သွေးကျသွားတယ်။ကိုကသူ့ကိုအနာယူခြင်းနဲ့ကိုကိုချောက်သွားအောင်လုပ်ခြင်းနဲ့ဆိုရင်လေကိုစိတ်ရည်သွေးကျသွားတာပါပဲ။ဒါကြောင့်သူ့ကိုလည်းလေးလေးစားစားဆက်ဆံမဲ့ ကိုကိုကိုလည်းလေးစားမယ်ဆိုတဲ့သဘောမျိုးထားတဲ့ ਨੇ လူတွေကိုကြည်သည်ဖြစ်စေငဲ့သည်ဖြစ်စေတည်ကြည်မှုခန့်ညားမှုတက်နေတီရှိအောင်နေတတ်စေခြင်း ਨੇ တီတီကြည်ကြည်နေတတ်တဲ့သူလွတ်လပ်ပေါ်ပါတဲ့စိတ်နဲ့နေတတ်တဲ့သူတွေကိုတည်တည်ချာချာအကဲခတ်ပါလေ့လာပါ အတူယူပါတည်ကြည်မှုခန့်ညားမှုတက်နေတီရှိအောင်နေတတ်ပါစေနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ